ရခိုင်ဒေသစစ်ရေးအခြေအနေနဲ့ဆက်ပါမယ်။ရခိုင်ပြည်ကြောက်ဖြူမြို့နယ်မှာစစ်ရေးအရအရေးပါတဲ့တိုင်းချောင်းတောင်ကိုပြန်လည်ရရှိဖို့အတွက်စစ်ကောင်မရှင်သက်ကအင်အားအလုံးအင်းနဲ့ထိုးစစ်ဆင်နေတာကြောင့်အရခတ်သက်တော်အီအီနဲ့နှစ်ဖက်ကြားတိုက်ပွဲတွေပြင်းထန်နေပါတယ် နိုဝင်ဘာလ၂ရက်နေ့ကစလို့စစ်တပ်ဟာစစ်တာ300နီးပါးနဲ့လက်နက်ခဲယမ်းတွေကိုရေတပ်ကနေတဆင့်ကြောက်ဖြူစိတ်ကံကိုတင်ဆောင်ပြီးအမှတ်30နီးရေတပ်ရင်းရှိရာကုန်းချွန်တိုက်နယ်ကိုထပ်မံဖြစ်တင်းလိုက်ပါတယ်ပြပြတဲ့ဒေရီမြစ်တွေရဲ့ပြောပြချက်အရဒီစစ်ကောမရှင်တပ်ဟာတိုက်ပွဲတွေမှာအကြအဆုံးများပြားလာလို့အခုလိုအင်အားတွေထပ်ဖြည့်နေတာဖြစ်ပါတယ်။ စစ်ကောင်မရှင်ဘက်ကတော့သူရဲ့ဝီဟင်လီကြောင်းကင်းထောက် drone နဲ့အစင်းမြင့်လက်နက်နီးပညာကိုအားကိုပြီးထိုးစစ်ဆင်နေတာဖြစ်ပါတယ်လက်ရှိမှာတိုက်ပွဲအရှိန်ဟာရဲတပ်ရင်30နှစ်ကစုဖွဲ့ထားတဲ့စစ်ကြောင်းနဲ့အေအေတို့အကြားတိုင်းချောင်းရွာနာမှာအပြင်းအထန်ဖြစ်နေတာပါ ကြောက်ဖြူမျိုးနယ်ကတိုင်းချောင်းတောင်ဟာစီရဲအရအလွန်ရေးပါပါတယ်။ဒီတာကုန်းဟာအမြင့်ပေတထောင်လောက်ရှိပြီးစစ်ကောင်မရှင်ရဲ့အမတ်30နှစ်ရဲတပ်ရင်းရှိတဲ့ဒူသန်းတောင်နဲ့လည်းငားမိုက်ပဲဝေးတာဖြစ်ပါတယ်။အေကထိချုပ်ထားရင်ရဲတဲ့ရင်အပြင်ကြောက်ဖြူမျိုးကိုပါစစ်ရဲအရာချိချောင်းနေတာဖြစ်လို့စစ်ကောင်မရှင်ကဒီနေရာကိုအပြင်းထန်ထိုးစစ်ဆင်နေတာလို့မြေပြေသတင်းရင်းမြစ်ကဆိုပါတယ် ရှမ်းမြောက်ဒေသမှာတိုက်ပွဲတွေညှိတက်သွားပြီးတဲ့နောက်စစ်ကော်မရှင်ဟာရေပြင်ဝေဟင်မြေပြင်အင်အားအလုံးအရင်နဲ့ AAC ကနယ်မြေတွေပြန်ရဖို့အချိန်မြင့်တိုက်ခိုက်လာနေတယ်လို့စစ်ရေးလေလာသူတွေကသုံးသပ်နေပါတယ်